်ငယ်ချင်းများအလုံးမဲမင်္ဂလာပါဒီတစ်ပတ်မှာတော့မြင်းခွာရဲ့ရခိုင်တုတ်ရဲ့ပဇွန်ကောင်းလေးအိမ်မှာရှိနေတာနဲ့ပဇွန်ကောင်းအဆက်ကျော်ပြီးလို့ရှိရင် WD ဟင်းချိုပေါ့နော် WD အရေတောက်ရခိုင်ချက်လေးချက်စားဖြစ်တာကိုပြန်ပြီးမျှဝေလိုက်ပါတယ်ဒီဗီဒီယိုထဲမှာကျတော့ WD အရေတောက်ရခိုင်ချက်လေးကအဓိကပေါ့နော်အရင်ဆုံး WD ရဒီမှာပြုတ်ထားပြီးသားအခဲခံတာရှိရပေါ့နော်အဲ့လေးထည့်ထားမယ်ပြင်စား ငါမုံသမုံကြက်သားမုံနည်းနည်းထည့်ပါပြီးရင်ငပိကနည်းနည်းလေးပဲထည့်ပါเนาะဒါရဲတဝက်လောက်ပဲထည့်လိုက်တယ်ငပိများရင်မကောင်းလို့လေပြီးလို့ရှိရင်ငါးဟင်းမျိုးခတ်ထည့်ပါတယ်ပြီးရေထည့်ပြီးတော့ဖုံးလေးအုပ်ပြီးတော့ချက်ထားလိုက်ပါမယ်เนาะဒါကပဇုံကောင်းကိုမြူသီးကြမ်းဖက်လေးထည့်ပြီးတော့စီလေးနဲ့ကြော်ထားတာပေါ့เนาะတပြူသီးကစူပွက်လာပြီဆိုလို့ရှိရင်ဒီမှာ တပူသီးလေးတွေကိုနည်းနည်းခြေပေးပါမယ်เนาะခြေလေးတွေထွက်အောင်လို့လေပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့တစ်ခေါက်ချက်ထားလိုက်ပါဦးမယ်မြင်းခွာရဲ့တုတ်ကဒီမှာရခိုင်တုတ်လေးတုတ်ပါရယ်เนาะဒီမြင်းခွာရဲ့တုတ်ကိုတုတ်ရဲ့တုတ်နီးအတိအတိအကျအသေးစိတ်ကိုကြတော့ဒီဗီဒီယိုရဲ့ description တော့မှာ comment တော့မှာဖြစ်ဖြစ်ထည့်ပေးလိုက်မယ်เนาะအဓိကကတော့ description မှာထည့်ပေးထားပါမယ်เนาะ Facebook နဲ့ YouTube မှာပေါ့နော်စီမပါဘဲနဲ့မြင့်ခွာရဲ့အဆက်တုပ်လေးပေါ့နော်ပြီးရင်ဒီမှာတပြူတီကလည်းကြာပြီဆိုလို့ရှိရင်ဒါဟင်းကျိုးအနေနဲ့တောက်တယ်ပေါ့နော်ရခိုင်ဘက်မှာတော့ဒီလိုမျိုးလေးရိုးရိုးရှင်းရှင်းလေးပဲချက်စားဖြစ်ပါတယ်ဒီနေရာစီတိတ်မများတဲ့ရခိုင်ဟင်းလေးတွေနဲ့စားဖြစ်တယ်ပေါ့နော် ီဒီယိုလေးကိုဆုံးထိလိုက်ပြီးတော့ကြည့်ရှုပေးရအတွက်ကျေးဇူးတင်ပါတယ်။တငငချင်းများအားလုံးကိုစိတ်နှပြကျမ်းမာပျော်ရွှင်ကြပါစေ။ Bye bye ။